ဘယ်တီးနဲ့စားရမယ့်ချောကလန်နိုဇန်အချိုပွဲ၊ဒီအမိုက်စားအချိုပွဲဗီဒီယိုလေးကိုမြင်လိုက်တာနဲ့စားခြင်းစိတ်တွေတဖောဖောပေါ်လာမှသိကြနေပါတယ်။ဒီချောကလန်ဟာတာမန်တော့မဟုတ်ပါဘူး။အနုပညာလိုက်ရာတစ်ခုလို့ပြောရမယ့်အချိုပွဲတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ပုံထဲမှာမြင်နေရတဲ့အတိုင်းပါပဲ။အပြင်ဘက်မှာမဲနဲ့နေတဲ့ချောကလန်အခွန်မကြီးတစ်ခုရှိတယ်။ကြည့်လိုက်တာနဲ့စားလို့ရမယ်မထင်ရပါဘူး။ဒါနဲ့ခရင်ကိုထိုးကြည့်ရင်လည်းဘာမှထူးခြားလာမှာမဟုတ်ဘူး။ဒါဆိုဒီချောကလန်ဘုံကြီးကိုဘလို့စားရမှာပါလဲ။ဒီမှာပဲမျက်လဲကစားလာခဲ့ပါပြီ။စပွဲတို့ကနှွေးထွေးတဲ့နှုတ်ရည်လေးကိုခွက်ငယ်လေး ဲ့ယူလာပြီးချောကလတ်အခွန်ပေါ်ကိုဖြည်းဖြည်းချင်းလောင်းထိလိုက်တဲ့အခါအန်ဩစရာတွေစတင်တော့တာပါပဲ။နိုရီတွေစိတ်ဝင်သွားတာနဲ့အမျှမာကျောနေတဲ့ချောကလတ်အခွန်ဟာတဖြည်းဖြည်းချင်းပြော့လာပြီးအေးပြော်သွားပါတယ်။ကြီးနေရင်လည်းချောကလတ်တွေပြိုကျလာပြီးအတွင်းထဲမှာပုံရှိုးကွဲဝတ်ထားတဲ့ချောကလတ်အေးတွေနဲ့နိုရီတွေပေါင်းဆက်ထားတဲ့အရသာရှိတဲ့ပင်လယ်အော်လေးတစ်ခုပေါ်လာတာကိုမြင်ရမှာပါပဲ။ကြီးနေရင်လည်းတရေကျတယ်ဆိုတာဒီလိုအချိုးပွဲမျိုးကိုပြောတာဖြစ်ပါတယ်။ဒီလိုပုံစံမျိုးအရင်ကမြင်ဖို့ကြောက်ရလောင်းတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့မြင်ရတယ်အရန်ကိုကျင်းတ်စ ရာကောင်းလှပါတယ်။ချောကလတ်ရဲ့ခါသက်သက်ရတာနဲ့နှုတ်ရဲ့ချုံမြိတ်မှုတို့ပေါင်းဆက်သွားတဲ့အခါဘလို့ရတာမျိုးဖြစ်သွားမလဲဆိုတော့စင်စားကြည့်အောင်နဲ့တောင်ဒရွေးတွေမျိုးချနိုင်ရဖို့သေချာနေပါပြီ။ပရိသတ်တို့ရောဒူဘိုင်းချောကလတ်နဲ့ဒါမျိုးချောကလတ်ဘာကိုရွေးချယ်ကြမလဲရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။